ဒီနေ့မှအဲနောက်တစ်ခုပြောပြခြင်းနဲ့အကြောင်းအရာလေးရတော့ပေါ့နော်အကြောင်းနဲ့လာတက်တဲ့ကလေးတွေအတွက်ပေါ့နော်ဒီဟာကတော့ပြောချင်တာပါအဲပထမဆုံးကျမတို့အကြောင်းနဲ့လာကြရတယ်ပေါ့နော်အကြောင်းနဲ့လာပြီးဂျပန်ကိုရောက်လာကြတယ်ဒီမှာတော့ကျမရေးနဲ့ကျမရင်ခုနဲ့ပတ်သက်တာနဲ့တခြားနည်းနဲ့ခုနေနဲ့ပတ်သက်တာပေါ့နော်ပြောချင်ပါတယ်ဟိုဂျပန်ကိုရောက်လာပြီးတော့ရက်ွက်ရုံမှာကိုကလိပ်စာရေးပိုင်းသွားထည့်ပေါ့နော်လက်ထည့်သွားထည့်ပြီးရခါကြလို့ရှင်ကျမရေး အာမခံပေါ့နော်ကျမကြီးကတော့အခွန်မဟုတ်ဘူးအာမခံပေါ့ဘာလို့အာမခံလို့ခေါ်တော့ပြန်ပြီးတော့ခံစားခွင့်ရှိရလေကျမရဲ့ကျမရဲ့အာမအာမခံနှစ်မျိုးရှိရပေါ့နော်အလုံတမားအလုံလုံနေတဲ့သူတွေကုမ္ပဏီတို့ဘာလို့မှတခြားပေါ့နော်မျိုးစုံပေါ့နော်စိတ်အောင်လို့အလုံယုံလို့မှအလုံလုံနေတဲ့သူတွေဝင်တဲ့အာမခံကရှာကိုင်းဟိုကန်လို့ခေါ်တယ်ပေါ့နော်အဲ့လိုမဟုတ်ပါတဲ့ចောင်းသားတွေနောက်ပြီးတော့မိခိုးနဲ့နေတဲ့သူတွေခလေးတွေဝင်တဲ့အင်းမိခိုးနဲ့နေတဲ့သူတွေအိမ်အောင်ရှင်မတွေပေါ့နော်အဲ့လိုမျိုးပေါ့ပုံမှန် freelance အလုံလုံနေတဲ့သူတွေဝင်တဲ့ အမခံကားကြတော့ကျမိုင်အမခံကြတော့ခိုခူမင်းဟိုကံပေါ့နော်အဲ့လိုခေါ်ပါတယ်။ចောင်းသားတွေကအဲကျမမနီ3လအထက်နီမေပေါ့နော်အဲအလေဗီဇာမဟုတ်တဲ့အရှရဗီဇာအရှင်နဲ့နေမဲ့သူတွေဆိုလို့ရှင်လူတိုင်းမဖြစ်မနေဝင်ရတဲ့အမခံဟိုအမခံမှာကျမိုင်အမခံမှာခန်းစားခွင့်ရတော့ဟိုစီယုံစီလံသွားပြတဲ့အခါကြလို့ရှင်80ကုညာစေးရဲ့80ရာခိုင်နှုန်းက ဟိုပါဘောเนาะအစိုးရခံပြီးတော့ကိုကဟို300ခိုင်းလုံးပဲခံမှာပေါ့เนาะဥမာစီကန်းတော့ပြရတော့1000ကျမယ်ဆိုလို့ရှင်900အဲ300ပဲပြရမယ်ဆိုတော့ဘောပေါ့เนาะလာစင်တော့အကုန်ဆောင်ရမှာပေါ့เนาะမပြောချင်တာအเจ้าသားတွေမဖြစ်မနေဝင်ရမှာပါเนาะမဝင်လို့မရပါဘူးနောက်ပြီးဝင်ပြီးတော့လို့ရှင်လေအဲလာစင်ဆောင်ပါเนาะတည်တည်ချာချာဆောင်ပါเนาะလာစင်လေ အဖြစ်နိုင်လို့ဆောင်ဝိဒ်ရဲ့ဆာရွက်ကလေးတွေတင်ထားပါအခုနောက်ပိုင်းပေါ့နော်အမားတို့လွန်ခဲ့တဲ့ဆင်းနေကြတော့အဲ့လောက်ထိအမှန်တမ်းပြောရင်မကြက်ခဲ့ဘူးပေါ့နော်အမားတို့အကြောင်းသူပေါ့ကအာဖြစ်ခဲ့တဲ့အတွက်တစ်ခါတလေမဆောင်နိုင်မဲနဲ့သုံးလေးလမှပေါင်းဆောင်ရလာရလေရှိခဲ့ဘူးလေအဲ့တော့အဲ့လောက်ထိမဆိုးခဲ့ပေမယ့်အခုနောက်ပိုင်းကအဲ့လိုမျိုးမဆောင်ထားလို့တေချာမဆောင်ထားလို့ရှိရင်နောက်ပိုင်းဗီဇာတိုးမပေးတာရပါရတော့မှရှိရှိရှိတယ်ပေါ့နော်အဲ့၆တာမဟုတ်ပေမယ့်ကိုကလာကထုတ်ပြီဆိုတာနဲ့လာတင်လာတင်နင်းနေပေါ့နော်ဆောင်သွားလို့ရှိရင်မတိတာဘူးပေါ့နော်တခြားဗီဇာတိုးကနေမှစုဆောင်လာလို့ဘာလို့ဆိုလို့ဆိုလို့ရှိရင်ဒါနောက်ကျ ကိုနေပိုင်ပါလာပြီလေအဲ့လိုကျတော့ကိုယ့်ရဲ့ visa တိုးတဲ့ခါကျရင်ကိုကစိုးရင်ရမယ်လေငါရပါမလားအဲ့လိုမျိုးဖြစ်နေခဲ့တဲ့ဆိုပြီးဖြစ်မှာဆိုရယ်အများကြီးတခါတည်းဆောင်ရမယ်ဆိုလို့ရှင်လို့ရှင်ပတ်စံလည်းအရင်ကုန်မယ်အဲ့တော့လာစဉ်ဆောင်ရတာကောင်းတယ်ပေါ့နော်အဘလောက်ကြမယ်ဆိုတာကတော့အမှန်တိုင်းပြောလို့ရှင်တနေ့တနေ့မတိုးပေါ့နော်တို့သတ်မှတ်တဲ့ဈေးကြီးရှိဆဆပထမဦးဆုံးရောက်တဲ့နှစ်ပထမနှစ်ဂျပန်ဆဆရောက်တဲ့အကြောင်းလေးရတော့နည်းလိမ့်မယ်ပေါ့နော် အဲနေပြီးဒုတိယနှစ်ဒုတိယနှစ်ရောက်သွားရင်ကိုယ့်ရဲ့ဝင်ငွေအလုံးလိုပတ်တိုင်းနေပိုင်းလို့ရဆိုအမအခွန်တင်တဲ့နေရာဒီမှာကိုကလုံမယ်ကွာ28နှစ်အတွင်းရတော့လုံမယ်လို့ဘာလို့ဆိုလို့ရှိရင်တော့အာအဲ့ဝင်ငွေတွေပိုင်းနေပါရှင်တော့တက်သွားတာပါဒါမျိုးရှိရပေါ့နော်ဒီမှာတခုအမအကြံပေးချင်တာပေါ့နော်အခုခစ်ကတော့အဲ့ဒါမျိုးတွေလုံလို့ရသေးလားမရသေးတာတော့မသိဘူးပေါ့နော်အမတို့ခစ်တုံးကတော့အမနေခဲ့တဲ့မြို့နယ်တွေကပဲတဘောကောင်းတာတော့မသိဘူးအမတယောက်ထဲတော့မဟုတ်ဘူးပေါ့နော်ဟိုကိုယ့်ရဲ့ပုံမှန်ချင်ပါလေအဲ့လိုမျိုးလောက်ကြတဲ့သူတွေလည်းရှိရပေါ့နော်ဘယ်လိုလုပ်လဲဆိုတော့ ပထမဦးဆုံးဝင်လိုက်ချိန်မှာအိမ်ကိုရောက်လာတယ်ကွာနောက်တော့ဈေးကနည်းနည်းများတယ်ပေါ့နော်အမမတ်မတ်ရရ4000လား3000လောက်လားမသိဘူးကွာအရန်ကြာပြီဆိုတော့မတ်တော့မမေဆိုတော့ကို့မှာလောလောဆယ်အလောက်ကြီးစောင်းနိုင်မဲ့အင်းဖြစ်ဖြစ်နိုင်အလောက်ကြီးမစောင်းချင်ဘူးလေကွာကိုအကြောင်းသူဆိုတော့ကြောင်းလောက်ကြီးပိုင်းလဲစုအောင်ပါဆိုတော့အဆွေမြင့်နေုံကွာသွားပြောလို့ရတယ်သွားပြောပြီးတော့သွားဆွေးနွေးကြည့်ရတာပေါ့နော်အော်ငါအကြောင်းသူပတ်စံလဲအလောက်မရှိဘူးဘာညာဆိုလို့ရှိရင် ျွန်တော် short ပေးရပေါ့နော် short ပေးဆိုအဲ့အ ਨੇ ဆုံးဈေးကိုလုတ်ပေးရပေါ့နော်အဲ့အခုချိန်ကြီးအဲ့ဒါမမရရှိနေရတော့ပထမဆုံးနှစ်တော့800လား850လားမသိဘူးတလားဟုတ်လေအဲ့လောက်ပဲဆောင်ရရနော်ပြီးတော့800 900လောက်ပေါ့နော်နောက်ဆုံးចောင်းပြီးသွားတဲ့အချိန်မှာတော့1200လောက်ထိပဲဆောင်ခဲ့ဘူးပဲပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့အဲ့လောက်တော့မရတော့တေချာရပေါ့နော်တက်တာတော့တက်သွားရင်2000ကျော်လေးပါရတော့ဖြစ်နေမလားမသိဘူးတလားဟုတ်လေအဲတကယ်လို့ဒီဗီဒီယိုတွေចောင်းသူတွေចောင်းသားတွေကြည့်နေရစေလို့ရှိရင်လည်းကိုယ့်ရဲ့ဆောင်နေရတဲ့ကျမရဲ့အမကွန် ကျမရဲ့ဟိုပါပေါ့နော်လာစဉ်အာမခံလေးကိုလည်းဈေးနှုန်းလေးနဲ့အဆင်ပြေရေးသွားပေးပါနော်ဘလောက်ရှိလဲဆိုတာအမလည်းသိချင်လို့ပါဒါပေမဲ့ဟိုအရန်များနေလေ၄၅တောင်လောက်ဖြစ်နေရေပို့ခံကို့မှာအရန်များနေကိုခံစားရတယ်ဆိုလို့ရှင်လို့ရှင်သွားပြီးညှိကြည့်လိုက်ပေါ့နော်ဒါတော့အတနာခံတဲ့ပုံစံမျိုးနဲ့ပေါ့ကွာအဲ့ဒါပေမဲ့ဂျပန်မျိုးနေယုံကြီးကတော်တော်များများဂျပန်နေသဘောကောင်းကြပါတယ်အဲ့လိုဆိုရင်သူတို့သူတို့လည်းလှုပ်လို့ရရင်လှုပ်ပေးရေပေါ့နော်မရခဲ့ဘူးဆိုရင်တော့မသိဘူးပေါ့နော်လှုပ်မပေးဘူးပေါ့နော် အဲ့ဒါတခုပါနောက်ဒီမှာတခါလေးပင်စင်ကုန်ပေါ့နော်ပင်စင်ကုန်ကတော့ဂျပန်မှာအသက်20ကျော်အသက်20ပြည့်ပြီးတဲ့လူတိုင်းဆောင်ရတာဖြစ်တဲ့အတွက်ဥပမာအသက်20မှာ20 21နဲ့ကြောင်းလာကြရခွာဥပမာ78 79နဲ့လာတဲ့ကလေးတွေဆိုရင်တော့ပထမနှစ်အဲ့အသက်20မပြည့်မချင်တော့သူတို့အိမ်ကိုပင်စင်နဲ့ပတ်သက်ပြီးရောက်လာမှာမဟုတ်ဘူးပေါ့နော်ပင်စင်ခွန်လဲအဲ့ပေါ့ပင်စင်အာမခံပေါ့ပင်စင်ဆိုရလဲပြန်ခံစားမှုရှိတဲ့ဟာဆိုတော့အခွင့်အရေးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့20ကျော်မှရောက်လာတဲ့သူဆိုလို့ရှိရင်အဲ ဟိုဘယ်လိုပြောမလဲရောက်လာတော့ဟိုမဆောင်ရမှာလားဆိုပြီးဖြစ်တယ်လေဟုတ်တယ်မလားခုနကတော့တခါကြလို့ရှိရင်လေကိုရီးယားရဲ့စာရပြီးစာမတက်တာတော့ဘာလို့ဆိုတော့ခန်းကြီးလည်းမဖတ်တတ်တာမျိုးရှိတယ်လေဘာခုံနေလဲဟဲ့စာအိတ်တွေနဲ့ဘီရလည်းအများကြီးပဲတင်မှာခန်းတန်းတွေကြည့်ရလို့ရှိရင်လေပတ်စံတွေရေးထားတဲ့အမောင်းတွေကလည်းအများကြီးပဲဆိုတော့လန့်သွားဖြစ်တယ်ဒါကလို့မဖတ်တတ်ဘူးဆိုတော့ကိုအတိအကျဆိုဆိုရင် Google Translate ရှိရလေတပုံရိုက်ပြီးဖြစ်တာပြီးကင်မရာနဲ့အခုကဖတ်လို့ရတယ်လေ အဲ့လိုဖတ်ကြည့်လိုက်ပါငါတို့နောက်ဆုံးအဲ့လိုမျိုးလည်းနားမလည်ဘူးတေချာသိချင်တယ်ဆိုရင်ကျောင်းဝဆရာမတွေဖြစ်ဖြစ်ကျောင်းဝမြန်မာတာဝန်ခံတွေပါတယ်ရှိရင်ဖြစ်ဖြစ်အဲ့လိုမျိုးတွေပြပြီးတော့ဒါမျိုးရောက်လာတာဒါဘာလဲပေါ့နော်အဲ့လိုသိချင်လို့ပါအာအကိုအမတို့ရဲ့နောက်ပြီးတော့ဆရာမတို့ရဲ့ဆိုမိလိုက်လို့ရှိရင်သူတို့ပြပြမှာပါอืมだめဟိုအကြောင်းသားဖြစ်တဲ့အတွက်လူငင်းခွင့်ပေါ့နော်လူငင်းခွင့်ငါအကြောင်းသူဖြစ်နေတဲ့အတွက်အခုမလျှောက်သေးပါဘူးပေါ့နော်အော်ပြီးသွားတော့မှအလုံးဝင်သွားတဲ့အခါမှာလျှောက်ပါမယ်ဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးတွားပြီးတော့ဟိုလုတ် ွားပြီးရှောက်လာတင်ရတယ်ပေါ့နော်အဲ့ဒါကလည်းအဲ့ဒါကလည်းအဲကိုမျိုးနေမှာရှိရဲ့အဲပင်စင်ရုံမှာသွားပြီးတင်ရတယ်ပေါ့နော်တခါလေသွားတင်ပြီးကိုကတော့သွားတင်ပြီးမိမဲ့ရောက်လာတဲ့ခါမျိုးကြီးလည်းရှိရဲ့ကွာဥမာဘယ်လိုလဲဆိုတော့ကိုကတော့ founder ထိုင်းမှာသူတို့ဘက်မှာဟိုဒီ founder လက်လက်မခံတဲ့ကြားတဲ့အတွင်းမှာသူတို့ကစာအိတ်ပို့တာ ਈ ဘာမျိုးကြီးဆိုလို့ရှိရင်နည်းနည်းပါဇလဲတူဖြစ်သွားတာမျိုးကြီးရှိရဲ့လေအဲရောက်လာဆိုဟဲ့ထက်ရောက်လာပြီငါတင်ထားရတဲ့ဇာနဲ့ဘာလို့ထက်ရောက်လာလဲအဲ့လိုမျိုးဖြစ်နေတာပဲ အဲ့မျိုးဆိုလို့ရှိရင်တော့နည်းနည်းခဏအချင်းကြီးစောင့်ကြည့်လိုက်တာဖြစ်ဖြစ်ပေါ့တကယ်လို့ကိုကလည်းဂျပန်စကားနည်းနည်းရတယ်ဆိုလို့ရှိရင်ကွာအဂျပန်စကားလည်းဘယ်လိုပြောမလဲဟိုလေ့ကျင်တဲ့အနေနဲ့ကွာဖုန်းဆက်ကြည့်လိုက်ပေါ့သူတို့သူတို့ပြောတာနားလေလားမနားလေနားလေတလောက်ပေါ့ကွာကိုပြန်ပြောပြီးတော့ကိုလည်းပြောတတ်တလောက်ပြောပြောတဲ့အနေနဲ့အဲ့လိုမျိုးလေးဖုန်းဆက်ပြီးအဲ့လိုရောက်လာပြန်ပြီပေါ့နော်မဆောင်လို့ရတယ်မလားအဲ့အဲ့လိုမျိုးမေးလိုက်လို့ရှိရင်သူတို့လည်း အရပါတယ်ဗာညာပေါ့နော်အနောက်ပြီးတော့အဲ့ပင်စင်နဲ့ပတ်သက်ပြီးသွားရှောက်မယ်ဆိုလို့ရှိရင်ចောင်းသားကတ်တွေကိုယ်ဇိုင်းလူကတ်တွေ passport တွေမအဓိကចောင်းသားကတ်ပေါ့နော်ចောင်းသားကတ်တွေပါယူသွားပါကျတို့ចောင်းတက်နေចောင်းထောက်ခံစားတွေပါယူကျတို့အခုအဲ့ဒါတအားမမမီလို့ပါတောင်းမယ်ဆိုလို့ရှိရင်တော့ចောင်းကနေယူသွားရမယ်ထင်ပါတယ်ဒါပေမဲ့ចောင်းသားကတ်ပိုင်းတော့ရမှာပါအဲ့မှာဘယ်တော့ចောင်းပြီးมาလဲဘာတွေဖြစ်ရတယ်ပေါ့နော်အဲ့ဒါတော့ကိုယ်အခုဟိုဗီဇာတက်တန်းဘာလို့လဲကတ်ကတ်တက်တန်းရှိသွားဥပမာကွာอืม ကိုက language ကိုပြီးသွားပြီးတော့ဆမ်မွန်ထပ်တယ်ပေါ့နော်တက်ကတော့ထပ်တယ်မယ်ဆိုလို့ရှိရင်လေကိုကအဲ့လိုဖြည့်ခဲ့တဲ့ဒိတ်ကကြော်သွားပြီဆိုလို့ရှိရင်ထက်ရောက်လာတတ်တယ်ကွာအကြိုင်ထပ်ပြီးတော့တော့ပြန်လျှောက်ကြမှာပေါ့နော်အဲ့လိုလည်းမမေ့နဲ့ဘူးပေါ့နော်အကြလို့ရှိရင်တော့လေဂျပန်ကတော့တနေ့နောက်ရှိပြီးတော့အကောင်ကလဲနေကြပြီဆိုတော့အာအမမပြောလဲသိမှာပါအဲ့ဒါပင်စင်ပေါ့နော်နောက်ပြီးတော့အဝင်းဝေခုံပေါ့နော်ဝင်းဝေခုံကတော့ကွာပတ်တိုင်းလုပ်တဲ့ခါကျလို့ရှိရင်ကိုလာစားတဲ့အော်တိုဖြတ်တယ်ကွာနေရဝင်းဝေ အဲနင်းရဲ့လာစားတလောက်ရတဲ့အတွက်ဝင်မွေကိုတလောက်ပါဆိုပြီးတော့တခါလေလာစားတဲ့ဖြတ်ပြီးတော့ပိုးတဲ့ပတ်စံပဲပြီးရပေါ့နော်အဲ့ဒါဝင်မွေကိုပေါ့ဒါနေထိုင်ကုန်ပေါ့နော်အဲအကြောင်းသားတွေကအဓိကပတ်သက်တာအဲ့အခွန်လေးခုပါပဲအဲကျမ်းမာရေးကျမ်းမာရေးမရှိနေဆောင်ပဲပင်စင်ကတော့သွားပြီးတော့ဟိုမဆောင်နိုင်ကြောင်းပေါ့နော်မဆောင်သေးဘူးဖြစ်တဲ့အကြောင်းဟိုလူငင်းခွင့်ပေါ့မြန်မာလိုပဲလိုလည်းပဲလူငင်းခွင့်သွားရှောက်လိုက်ပါအာအဲဝင်မွေကုန်ကတော့အဲဘာလဲအလုပ်ထဲကနေလာစားတဲ့တခါရဲ့ဖြတ်မှာဖြစ်လို့အဲ့ဒါစိတ်ပူစရာမလိုဘူးပေါ့နော် အဲနောက်တစ်ခုကကျတော့တကယ်လို့အဲ့လိုမျိုးလာတာတွေကမဖြတ်တဲ့အလုံမျိုးတွေလည်းရှင့်ရှိမယ်ထင်တယ်နော်လက်ပေးလို့ပါအဲ့လိုမျိုးဆိုတော့နောက်ပိုင်းအင်ကိုဘေးရောက်လာမလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးမလုပ်ဘူးတော့မသိဘူးကွာဒါပေမဲ့ရောက်လာတက်တယ်ပေါ့နော်ရောက်လာတက်တဲ့ခါကျရင်တကယ်လို့ဝင်ဝင်ကုန်ဖြစ်ခဲ့တယ်ဆိုရင်တော့ဆောင်းလိုက်ပါနော်အဲ့ဒါကတော့မဆောင်လို့မရအောင်ဖြစ်တဲ့အတွက်လေအဲနောက်နောက်ဆုံးကကျတော့နေထိုင်ကုန်နေထိုင်ကုန်ကတော့ပထမဦးသေးချရပထမဦးဆုံးဆက်ဆက်ရောက်ရင်တနည်းကတော့မဆောင်အောင်ဒုတိယနှစ်ကတော့ကိုကပထမတနည်းမှာတကယ်လို့ပတ်တိုင်းနေအချိန်ကျော်လောက်ထားတယ်ဥပမာပြပြရတာနော် အချိန်28နာရီလောက်လုံးမယ်ဆိုတော့မဆောင်ရဘူးကွာအဲဒါမှမဟုတ်တကယ်လို့နောက်ဆက်ရှင်နိုင်လို့နောက်ဆက်ကြမှာကိုကိုလုတ်တဲ့အလုတ်ကအရန်လာစာကောင်းတယ်လို့ပုံမှန်တနာရန်၃တောင်လေးတောင်ရတယ်ဆိုလို့ရှိရင်တော့အာလာစာကောင်းတယ်ဆိုရင်နောက်ဆက်ရှင်နိုင်အတွင်းဆိုပေမဲ့ဝင်မွေးရများပြီလေအဲ့ဒါဆိုတော့ဆောင်ရတက်ပါတယ်ဥပမာတနာတနာရရန်၁၀၀၁၅၀၀လောက်ပဲရတယ်ဆိုလို့ရှိရင်တော့အာမဆောင်ရတော့ဘူးပေါ့နော်ဝင်မွေးကောင်ကတနစ်ရဲ့လာစာတနစ်လုံးရဲ့ဝင်မွေးဘယ်လောက်လဲမသိဘူးအမပြီးလို့ရှိရင်ပို့ပါရေးပို့စမှာရေးတင်လိုက်မယ်နော်အမအဲ့ဒါ တေချာလေးပြောချင်ပြောချင်လို့ပြန်ပြီးရှာလိုက်မှာနော်ဒီနေ့နေ့မှာဆိုတော့တကယ်လို့ကအရန်အလုပ်လုပ်ခဲ့ရနောက်တစ်ခါကျတော့လက်ပေးလောက်ပါဆိုပြီးတော့ဟိုလုပ်ပေးမယ်တကယ်ကတော့တထည့်ကတင်လိုက်တယ်ကွာအခွန်အဲအဲ့လိုမျိုးလေးဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ဝင်မှုကနောက်မှအခွန်ရုံးမှာမို့ဘာလဲလို့ဖြစ်နေတည်နေပြီကွာဆိုလို့ရှိရင်တော့ရောက်လာတတ်တယ်နော်ရောက်လာတတ်လို့ရှိရင်လည်းအဲ့ခါလေးမဆောင်လို့မရဘူးနော်အဲ့ဒါလေးဆောင်ရမယ်နော်ဆောင်ဆောင်မှဖြစ်တဲ့အတွက်အဲ့ဒါလေးတတိထားကြပါလို့နော် ပြောချင်ပါတယ်ဒါတော့အကြောင်းသားတွေနဲ့ပတ်သက်တဲ့အခွန်အခွန်ပတ်သက်တဲ့ခွန်နဲ့ပတ်သက်တဲ့အဓိကအခွန်ခွန်ကြီးလေးမျိုးပေါ့နော်ဟုတ်ပါအာမာတခြားတည်ကျင်တာလေးတွေရှိလို့ရှင်လေဟို comment မှာရေးသားပေးပါနော်အာအားလုံးပဲအဆင်ပြေကြပါပါညော JRPD လေးအများကြီးအောင်ကြပါစေ bye bye